အလုံးဝင်းမြင်လာပါ top football ကနေပြန်မှပြန်လဲကြိုးစားလိုက်ပါတယ်မလေးညာက champion league ပွဲကြီးထဲမှာဆိုလို့ရှိရင်ပရိသတ်တွေမျောလင့်မထားဘဲနဲ့လုံးဝထိုက်ပြက်ခဲ့တာက liverpool နဲ့ psd ပဲပထမပိုင်း result ရအောင်ဒါမှမဟုတ်ရင် statistics တွေ data တွေတော့ကြည့်ရအချက်လက်တွေရအောင်ဆိုလို့ရှိရင် psd က liverpool ကိုနိုင်လို့ရတဲ့9 tin နဲ့ အာပတ်စန်ဒေးမျိုး19နဲ့ကန်ချမ်မျိုးရှိခဲ့တာလေဘာဘူးတင်းကတပွဲလုံးတိုင်းကမှာတော့မှ short on target တစ်ချိန်ဆွဲပမာဏဒါအပြင်ကို PSG နီးပြဖြစ်တဲ့ Louis Enrique ကိုတိုင်းတော့မှငါတို့ကကဘာပေါ်မှာအကောင်းဆုံးအသင်းတစ်သင်းကို dominance လုပ်နိုင်ခဲ့တာပါဆိုပြီးတော့ပြောယူခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့နောက်ဆုံးမှာတော့ Liverpool အသင်းကအနိုင်သုံးမှတ်ကိုပဲယူသွားခဲ့တယ်အဲ့တော့ Liverpool အသင်းဘာကြောင့်မလို့လဲဘာဘာလို့လဲအဲ့ဒီအကြောင်းအရာတွေကဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မယ့်အကြောင်းအရာတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှိရင်စားလိုက်ကြရအောင် ပထမဆုံးသောအနေနဲ့ကျွန်တော်တို့ဒီပွဲစဉ်ရဲ့ strategy နဲ့ဒီပွဲစဉ်မှာလာတဲ့ instruction အရဆိုလို့ရှိရင် Liverpool အသင်းကအဝေးကွင်းမှာ defense ကိုအသားပြုပြီးတော့မှကစားလာခဲ့တယ်လို့ပြောလို့ရတယ်။သူရဲ့ကစားတဲ့ပုံစံမှာဆိုလို့ရှိရင်လေ PSG ရဲ့တကယ် quality အ winger တွေ quality attacking တွေဒါတွေကို Liverpool အသင်းကတပွဲလုံးတိုင်းတာမှာ handle လုပ်ခဲ့ရတယ်။ Liverpool အသင်းအနေနဲ့ကျွန်တော်တို့ပထမပိုင်းမှာကလေးကတော်တော်များများကိုအ block ကိုလုံးဝ အလွတ်မခံမင်းနဲ့ကိုတီးဆောင်နေရတယ်ပွဲချင်းကျွန်တော်တို့7မိနစ်မတိုင်ခင်ကာလာလောက်ထိတာလဘာဘူးတင်ကနည်းနည်းလေးပွဲကိုစုံမနိုင်ချေရှိရလားလာမှရှိတာဒါပေမဲ့နောက်ပိုင်းကာလာတွေမှာ PSG ကလုံးဝကိုစုံမသွားခဲ့တာပွဲစဉ်တပွဲစဉ်အပေါ်မှာ PSG အသင်းရဲ့ဒီလောက်စုံမနိုင်မှုကိုမမှန်တိုင်းပြောလို့ရှိရင်နည်းနည်းလေးတော့ impress ဖြစ်မိတာတော့အမှန်ပဲ ီမှာတို့ရှင်ကျွန်တော်တို့ဒမ်ဘီလီဒမ်ဘီလီရဲ့ individual skill နဲ့အတူတူပဲဒါမျိုးကိုကြော်ဖြတ်နိုင်ခဲ့တယ်။ဒီအနေထားကနေလဲကျွန်တော်တို့ PSG အနေနဲ့ကိုးရဖို့အတွက်တော်တော်လေးကိုမှနှိစက်ခဲ့တာ။အဲ့ဒါအပြင်ကိုတခြားသော moment တွေအများကြီးပဲ PSG ကဒီနေ့ပွဲမှာတို့ရှင်ကံချက်တွေအများကြီးကိုရရှိခဲ့တဲ့အပြင်ကိုကျွန်တော်တို့ဒီမှာတို့ရှင်လဲနောက်ထပ်တစ်ကြိမ်အာလီဗာပူးအသင်းကိုတကွင်းလုံးနှိပါးကို dominance လုပ်ထားနိုင်တယ်၊စိုးမိုးထားနိုင်တယ်။အဲ့ဒါအပြင်ကိုကျွန်တော်တို့ chess တွေကိုလဲ create လုပ်နိုင်တယ်။ ဒီမှာတွေ့ရတဲ့အတိုင်းပဲ chance တွေကကျွန်တော်တို့ penalty box ထဲကိုဒါ right လာတဲ့ chance တွေဒါမျိုးပုံစံတွေကိုအမြဲတမ်းဒီဘက်မှာအာ PSG ရဲ့အတင်းကလှုပ်ထားနိုင်ခဲ့တဲ့အချက်လက်တွေရပြောမယ်ဆိုလို့ရှိရင် PSG ကဒီနေ့ပွဲမှာဘောလုံးပိုင်ဆိုင်မှုက81ရာခိုင်နှုန်းလောက်ထိကိုရှိတယ်အဲ့ဒါအပြင်က expected goal xG မှာဆိုလို့ရှိရင်လည်း1.82ရှိတယ် ဗစ်ချန့်စ်က၃ချိန်ရှိတယ်ကန်ချက်အားလုံးက၂၀နဲ့မှ9ချိန်အဲ့ဒီ၂၀နဲ့မှ9ချိန်မှာရှော့တွန်တာဂက်က၁၀ချိန်ရှိတယ်အဲ့ဒီ၁၀ချိန်ကိုဂိုးသမားက save လုပ်ခဲ့ရတာ၉ချိန်တောင်ရှိတယ်ဒါကအချက်လက်ရပဲပြောတာဆိုတော့ okay အချက်လက်ရအကုန်လုံးကြည့်မယ်ဆိုလို့ရှိရင် PSG တင်းကစိုးမိုးထားတယ်လဗာဘူးတင်းကလုံးဝ defense ကိုပဲတပွဲလုံးတိုင်းတာမှာကစားရတယ်ဂိုးသမားအပေါ်မှာအရင်ကြီးမှီခိုးရတယ်ပေါ့ဒါပေမဲ့လဗာဘူးတင်းပွဲထွက်လာတဲ့ instruction မှာကအစ defense ကိုပို့ပြီးအားတန်းတယ် လီဗာပူးတင်းကသူတို့ရဲ့ transition ကိုပဲပို့ပြီးအသားပေးပြီးမှကစားလာခဲ့တာလို့တော့ပြောလို့ရတယ်။ဥပမာပြင်ဒီနေသားမျိုးဒီနေသားမျိုးမှဆိုလို့ရှိရင် Alisson ကဘောလုံးကိုပုတ်လိုက်တယ်ပေါ့ဗျာ။ဆိုတော့ပုတ်လိုက်တဲ့နေသားတစ်ခုမှဘောလုံးရတယ်။ဘောလုံးရတယ်ဆိုတော့ချိန်မှာလီဗာပူးတင်းတိုက်စစ်စင်မှုအတွက်ကစားသမား၃ယောက်ကအဆင်သင့်ရှိနေ။လီဗာပူးတင်းရဲ့ counter transition တွေကိုကျွန်တော်တို့အားလုံးသိထားကြပြီးသားဒီနေသားမှဆိုလို့ရှိရင်ဒီမှာတွေ့တဲ့အတိုင်းပဲ။ဆိုတော့လီဗာပူးတင်းက ကိုယ်တော်မှဖမ်းပြီးတာဘယ်တော့မှမကြဘူး20စက္ကန့်30စက္ကန့်လေးအတွင်းမှာတင်ကို Mifisa Mifiliner ကိုကျွန်တော်တို့မှာ2 vs 1ဆိုတဲ့အနေထားမျိုးကိုရောက်သွားနေခဲ့ပြီဆိုတော့ Liverpool တင်းကဒီပွဲစဉ်မှာ transition ကိုအသာပေးနေခဲ့တယ်ဆိုတော့အတိတာကြီးပဲဆိုတော့အဲ့ transition နေကနေပဲ Liverpool အတင်းကအဲပွဲကိုပြန်ပြီးတော့မှသူတို့ခြေတဲကိုဂိုးရစေဖို့အတွက်သူတို့ပချမ်းမို့ အတာပေးမှုပိုရစေဖို့အတွက်စူးစမ်းလာခဲ့တာပဲဖြစ်တယ်။ဒါပေမဲ့လီဗာပူးတင်းတကယ်တမ်းကိုရတဲ့အချိန်ကတော့ဆာလက်ကိုထုတ်လိုက်တဲ့အချိန်ဆာလက်ကိုထုတ်ပြီးတော့မှအီလီယတ်ကိုထည့်တယ်။ထည့်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လီဗာပူးတင်းကတကယ်တမ်းသူတို့ရဲ့လုံနေကြပုံစံတိုင်းပဲလီဗာပူးတင်းနေနဲ့ပွဲစဉ်ကိုထိန်းချုပ်ချင်လာပြီးဒါမှမဟုတ်လို့ရှိရင်လည်းသူ့ရဲ့ results ကိုထိန်းချုပ်ချင်လာပြီးဆိုလို့ရှိရင်အမြဲတမ်းဒီဘက်မှာအန်တိုကိုထည့်ရရှိတယ်။အန်တိုကို minute 80မှာဆိုလို့ရှိရင် Graven Best နေရာမှာအစားထိုးထည့်လိုက်ပြီးအဲ့ဒီကလေးကလီဗာပူးအသင်းကလုံးဝပွဲကို dominance လုပ်တော့မယ်သူတို့အနေနဲ့သူတို့ logical results ကိုဦးတည်ပြီးသွားတော့ မယ်ဆိုတော့ကိုရှင်းလင်းနေပွဲချိန်မိနစ်အာ80မှာဆိုလို့ရှိရင်အန်ဒိုဝင်လာပြီးရချိန်မှာလေဘာဦးသိန်းကလုံးဝ defense ကိုအသားပေးတယ်လောင်းဘောနဲ့တူတူပဲ attacking မှာရှိနေတဲ့ဒါဝင်နူးနက်စီကိုလောင်းဘောတွေအများကြီးမှာကန်တင်ပေးတယ်ဒါဝင်နူးနက်စ်ကကျွန်တော်တို့အာမိနစ်အ68မိနစ်လောက်မှာဒီကိုဂျိုတာအစားဝင်လာခဲ့ပြီဆိုတော့ okay အဲ့ဒီနေရာတခုမှာဒါဝင်နူးနက်စ်ကလောင်းဘောကိုဒါဝင်နူးနက်စီကြလာမဲ့လောင်းဘောကိုအဓိကအသားပေးမယ်ဒါပေမဲ့လဘာဘူးတင်းကတိုက်စစ်မစင်နိုင်တော့တဲ့ချိန်မိနစ်80လောက် မိနစ်80လောက်ရောက်တဲ့အချိန်မှာဆိုတော့ချင်းအန်ဒိုကိုထည့်လိုက်ပြီး Graven Best ကိုထုတ်ပြီးရောမှာဆိုတော့ okay အဲ့ဒီဓာတ်တကူမှာဘောလုံးကလက်ပြဘောကနေလာတယ်ဂိုးသမားစီကိုရောက်တယ်ဂိုးသမားစီရောက်တဲ့အချိန်မှာလောင်းမောကန်နေပြီးတယ်လောင်းမောတင်ပြီးတဲ့အချိန်မှာဆိုတော့ချင်းလည်းဒီမှာဒါဝဲနူးနက်စီမှာဘောလုံးရောက်တာကိုတွေ့ရလိမ့်မယ်ဒါအပြင်ကို second ball စောင့်နေတယ် Sobo Slime ကိုလည်းမြင်ရလိမ့်မယ်အဲ့ဒီဓာတ်ကနေပြီးရောမှာကျွန်တော်တို့ဒီမှာဒါဝဲနူးနက်ကဘောလုံးရတယ်ဒါဝဲနူးနက်ဘောလုံးရတဲ့အချိန်မှာတောင်ပန်ကနေပြီးရောမှာပြေးဝင်လာခဲ့တဲ့ Elliot ဒါက Elliot ကပထမအဦးဆုံးသောဘောလုံးထိချက် ဲ့ပထမဆုံးသောဘောလုံးထိကြမှာတယ်ပထမဆုံးသောဂိုးကိုဖြစ်တည်သွားစေခဲ့တဲ့အပြင်ကိုလီဗာပူးအတွက်လည်းတခုတည်းသော short on target ကဂိုးဖြစ်သွားခဲ့တာပဲဆိုပွဲစဉ်ကအရန်ကိုမှ drama ဆန်တယ်လို့ပြောရလိမ့်မယ် PSG ဘက်ချမ်းကကြည့်မယ်ဆိုလို့ရှိရင် PSG အနေနဲ့ဒီပွဲစဉ်ကိုအလုံးစုံစုံမထားနိုင်ခဲ့တာကစားကွက်ရတွေထက်တက်တွေဘာတွေငါတွေအဲ data တွေရဆအကုန်လုံးကစုံမထားနိုင်ခဲ့တဲ့အနေအထားတစ်ခုဒါပေမဲ့တကယ်တမ်း reset ထွက်သွားတဲ့ချိန်မှာတော့လဘာဟုသင်းကပို့ပြီးတော့မှ reset ထွက်သွားခဲ့တယ်။ PSG အနေနဲ့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကန်ချက်တွေအများကြီးလုတ်ခဲ့တယ်။ဒါပေမဲ့လည်း chance တွေအများကြီးကိုလည်းလွဲချော်ခဲ့တယ်ဖြုံးကီးခဲ့တယ်လို့လည်းပြောလို့ရလိမ့်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အာဘာကိုလာတို့လိုကစားသမားမျိုးတွေအဲ့ဒါအပြင်ကိုကျွန်တော်တို့အာတခြားသောဒမ်ဘီလီတို့လိုကစားသမားမျိုးတွေရဲ့ chess creation တွေအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီကန်ချက်တွေတချို့တချို့တွေက လုံးဝ clinical မဖြစ်ဘူးလို့ပြောရလိမ့်မယ်။ Liverpool အသင်းက clinical ဖြစ်သွားရတယ်လို့ပဲဆိုရလိမ့်မယ်လို့ထင်တယ်။ Salah တို့ဒီတောင်ပေါ်မှာရှိနေတဲ့ကာလမှာဆိုလို့ရှိရင်လည်းလိုအပ်ချက်တွေရှိတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့လည်း Liverpool အသင်းကလိုအပ်ချိန်တိုင်းမှာအများအား clinical ဖြစ်နေတော့မယ်။ဒီအစီအမံဆိုလို့ရှိရင် Liverpool အသင်းရဲ့ Premier League မှာအားကောင်းနေမှုကိုအဓိကကြားတဲ့စတာကြီးခွဲကြည့်မယ်ဆိုရှင် Ten Dynamic Tactical ဘိုင်းဆိုင်ရာပြီးတော့ရှင် Performance တွေ ပြီးတော့ဆိုရင် squad management တွေဒါတွေကအရင်ကိုရေးပါတာဆိုတင်းတိုင်းနမရကြည့်မယ်ဆိုလို့ရှိရင်လည်း Liverpool အသင်းက Champion League မှာပဲဖြစ်ပါစေဒါမှမဟုတ်လို့ရှိရင်လည်း Europa League မှာပဲဖြစ်ပါစေဒါကသူတို့ရခဲ့မှုတွေဖလားတွေဖြစ်တယ်ဒီတော့ကြောင့်မို့ကစားသမားအစီအမ confidence အပြည့်ပဲ Liverpool အသင်းရဲ့ defender ကစားသမားတွေဖြစ်တဲ့ Konate တို့ဒါမှမဟုတ်လို့ရှိရင်လည်း Van Dijk တို့သူတို့ဒီပွဲစဉ်မှာသူတို့ခံစစ်ကစားရတယ်ဒါပေမဲ့သူတို့စီမှာကြောက်ရွံ့နေတဲ့ရိတ်ရောင်မျိုးကိုမမြင်ရဘူး။ဒါကအတင်းတင်းအတွက်ရန်ကိုအရေးပါတဲ့ mentality ပဲ။အဲ့ဒီလို mentality မျိုးက ဖလားရခဲ့ဘူးတဲ့အသင်းတွေတော်တော်များများမှာဆိုလို့ရှိရင်မြင်တွေ့ရလိမ့်မယ်ဥပမာအားပြသလို့ရှိရင် Real Madrid လိုအသင်းမျိုးဆိုတော့ Champion League မှာဘယ်လိုပဲကစားသည့်ဖြစ်ပါစေငါတို့ချိန်တန်နိုင်မယ်ဆိုတဲ့ mentality မျိုးက Real Madrid လိုအသင်းမျိုးမှာမြင်ရတယ်အခု Liverpool အသင်းမှာလည်းဒါမျိုးပုံစံမြင်နေရတယ်အဲ့ဒါအပြင်ကို tactical ဘိုင်းရကြည့်မယ်ဆိုလို့ရှိရင်လည်း Rezos ကအဆင်ပြေခဲ့လို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာ Liverpool အသင်းရဲ့ defense block က4-2-4-4-2ကို lower တယ်လို့ switch လုပ်ပြီးတော့မှကစားသွားတယ်ဒါက Liverpool ကစားနေကြပုံစံပဲသူတို့ရဲ့ plan ပေါ်မှာလည်းအပြည့်အဝယုံကြည်ထားတာကိုတွေ့ရလိမ့်မယ်ဒါပြင်ကို key player performance Liverpool အသင်းအတွက် တကယ်ကိုအရေးပါတဲ့ကစားသမားတွေတဲမှာဆိုလို့ရှိရင် Andrew လိုကစားသမားမျိုးလည်းပါဝင်တယ် Elliot လိုကစားသမားမျိုးလည်းပါဝင်တယ်တခါတည်းမှာ Curtis Jones ကတော့မှတကယ် performance ပြနေတဲ့ပွဲစဉ်မျိုးတွေရှိခဲ့တာပဲအဲ့တော့ Liverpool အသင်းကစားသမားတွေကသူတို့စီစီမှာရှိနေတဲ့ key player တွေဖြစ်တဲ့အမ် football line ကို salad တို့ ds တို့ဒီလူကစားသမားတွေမထိုးဖောက်နိုင်ဘူးမထိုးဖောက်နိုင်ဘူးဆိုဘူးဆိုတဲ့ချိန်သားလို့ရှိရင် iliad တို့ အန်တိုတို့ကာတစ်ဂျုံတို့ဒီလိုမျိုးနောက်ကွယ်မှာရှိနေတဲ့ကသာသမားတွေကချက်ချင်းတမ်းပြောင်းမှဆင်ပေါ်တက်လာပြန်ရင်ဥမာပြတာဝန်နူနက်စ်တာဝန်နူနက်ဆိုလို့ရှိရင်လွဲချော်လာတယ်အများကြီးရှိတယ်ဒါပေမဲ့လဘာဟူအသင်းရဲ့လောင်ဘောတွေတာဝန်နူနက်စ်ကသူ့ရဲ့အရင်နဲ့ဟန်ဒယ်လုပ်နိုင်တဲ့ area jewel တွေလုပ်နိုင်တယ်အဲ့လိုလုပ်နိုင်မှုအတွက်ကြပဲဒီရဲ့ ဟာဗီအီလီယတ်ကကိုကဖြစ်တည်လာခဲ့တာပဲဖြစ်တယ်။ဆိုတော့အသင်းကဖလားစိန်ကိုဦးတဲ့စကွတ်ဖလားရဦးတဲ့စကွတ်ဖြစ်တဲ့ကြောင့်သူတို့ရဲ့မန်တလတီကအပြည့်ဝပဲ။တပွဲလုံးတိုင်းတမှာလီဗာပူးတင်းကခါစစ်ကစားနေရသည့်တိုင်အောင်လီဗာပူးတင်းမှာကြောက်ရွံ့စိတ်ငါတို့ဂူပီရတော့မာလာဆိုတဲ့စိတ်မျိုးဂူပီရတော့မာလာဆိုတဲ့ဟန်မျိုးကိုလုံးဝလုံးဝမမြင်ခဲ့ရဘူး။ ဒါကလဘာဘူးအသင်းအတွက်အဓိကအားရကြစရာအချက်ပဲဖြစ်လိမ့်မယ်ဒီနေ့ပွဲစဉ်မှာလဘာဘူးအသင်းကစားတာကိုကျွန်တော်တူဦးရဲ့အမြင်အရသဘောကျသလားဆိုလို့ရှိရင်တော့အရင်သဘောကျရတယ်မှမပါဘူး transition နဲ့သွားတာဟုတ်တယ် final သက်ဆုံးကြလို့ရှိရင်အမြဲတမ်းဒီဘက်မှာလိုအပ်ချက်တွေအများကြီးရှိတယ်ဒါတွေကလဘာဘူးအသင်းကိုတပွဲလုံးတိုက်တာဒီ Elliot Cook ကိုမတိုင်ခင်ကာလမှာဆိုလို့ရှိရင် short on target လုံးဝတော့မရှိသေးခဲ့ဘူးဆိုတော့လဘာဘူးအသင်းအနေနဲ့လိုအပ်ချက်တွေအများကြီးရှိနေကြတော့အမှန်ပဲဒီပွဲစဉ်မှာတကယ်ရှိခဲ့တာတော့အမှန်ပဲ transition နဲ့မှာအရင်ကြီး anti-arise ဆိုတဲ့လဘာဘူးမျိုးကိုအရင်ကြီးမမြင်ခဲ့ရဘူးဒါပေမဲ့ ငါတို့ရှုံးပါရှုံးပါလားငါတို့ရှုံးသွားနိုင်လားဆိုတော့စိုးရင်ပူပန်မှုမျိုးဒီကစားသမားရဲ့စင်မမြင်ရတာတကယ်ကိုကောင်းတယ်ဒါကအာနီစလော့ရိုက်သွင်းထားတဲ့လာဗာဘူးပဲဒါမှမဟုတ်လို့ရှိရင်လေဂျာဂျင်ကလော့ဖ်လက်ထက်ကလက်ကျန်လုံးဝရိုက်သွင်းခံထားရတဲ့လာဗာဘူးပဲတကယ်ကိုမှအာ အားရဖို့ကောင်းတယ်လို့ပဲပြောရလိမ့်မယ်။ Liverpool အသင်းရဲ့ဒီယာသည်အောင်မြင်နေမှုမှာဆိုလို့ရှိရင်အရေးပါတာက mentality တွေလည်းပါဝင်တယ်။ Liverpool အသင်းအနေနဲ့ဒီယာသည်မှာတကယ် key player တွေခြေစွမ်းပြနေလို့ okay ဒီလိုကောင်းနေတာဟုတ်တယ်။နောက်ရာသီမှာလူမဝယ်လို့ရှိရင် Liverpool ပါဖြစ်မလဲဆိုတော့မိကုန်းတွေအများကြီးရှိရဆိုပေမဲ့ဒီရဲ့ mentality နဲ့သာဆက်ရှိနေဆိုလို့ရှိရင် Liverpool အသင်းအနေနဲ့လာမယ့်ရာသီကြီး လာမယ့်ကာလတွေမှာဆိုလို့ရှိရင်ဖလားစိန်ကိုသူဖြစ်နေဆက်ပြီးတော့မှရှိနေအောင်မှာပဲချက်ပါတယ်ဆိုတော့ဒါကတော့ Liverpool အတင်းနဲ့မင်းညာက PSG နဲ့ပွဲစဉ်မှာမြင်ခဲ့ရတဲ့ Liverpool အတင်းရဲ့ Mantle ကစားသမားတွေရဲ့ဒီကစားကွက်ပေါ်မှာယုံကြည်မှုဒါအပြင်ကိုသူတို့ရဲ့ performance အခြားရှိတဲ့အရာတွေအားလုံးကိုအဓိကပြင် discount လောက်တာပဲဖြစ်ပါတယ်ဆိုတော့ tactical ဘန်းဆိုင်ရာတော့အများကြီးပါဝင်တာမဟုတ်ဘဲနဲ့အဓိကပြင်တော့သူတို့ရဲ့ဒီ mentality ကိုပဲအဓိက discount လောက်တာပါဆိုတော့အဲ ဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမြင်ကြလဲကွန်မန်တာမဝင်အောင်ဆွေးနွေးကြပါကျွန်တော်နောက်ထပ်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့